ဖြစ်ပါတယ်။လက်ခက်တစ်ဖက်တော့ဖာပေးကိုနဲ့ပါစတာကိုလွှင့်ရမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဆောဖျားရှင်ကျေးဇူးတော်အားဖြင့်ကျွန်တော်ဒီကနေ့မှာပြန်လည်ပြီးခါမှသူ့ရဲ့နှုတ်ကပတ်တော်ကိုဝေမျှနိုင်တော့ခွင့်ပြင်ဆင်ပေးတာဖျားရှင်ရဲ့ကျေးဇူးတော်တက်တက်ဖြစ်တယ်ဆိုတော့ကိုရှိဦးစွာနဲ့ကျွန်တော်ပြောချင်ပါတယ်လို့ဆိုတော့ဒီကနေ့မှာဖျားရဲ့ရှင်ပြန်ထမြောက်ရာနေ့မှာကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုနော်ဝေမျှဖို့အတွက်ရွေးချယ်ထားတဲ့ကောင်းစဉ်ကတော့ကောင်းမြတ်ခြင်းမှာအဟံတာတို့ ကောင်းမြတ်ခြင်းမှာအဟံတူဆိုတဲ့ကောင်းစဉ်အားဖြင့်ကျွန်တော်ဒီမှာတွားချင်ပါတယ်ဆိုတော့ကျွန်တော်ဒီကဒီတရားဘုရားတော်ထဲမှာတွားခင်မှာဆူတောင်းစကန်းနှံကြရအောင်တန်ရှင်းတဲ့တရားနာမတော်ကိုချီးမွမ်းတယ်ဒီကနေ့မှာကောင်းဝန်ဆောင်ခြင်းကိုရဲ့ရှင်ပြန်ထမြောက်ရာနေ့မှာကိုရဲ့အတောင်တော်မှာပြလေဒိုးဝန်နိုင်တော်ခွင့်ကိုတော်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်လည်းနာမတော်ကိုချီးမွမ်းတယ်ကိုတော်ဘုရားတသမီတို့နှုတ်တော်ထက်ကိုကြားတဲ့အခါမှာဟောပြောသူတော်တော်လကောင်းကြားနာသူတော်တော်လကောင်းကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါ တာရဲ့နှုတ်ရှာပါဇက်ကိုပို့တော်ဗျာတုံပြူပြီးမှပို့တဲ့ကောင်းမြတ်ချမ်းကိုတာရဲ့နားလေသဘောပေါက်နိုင်အောင်အားပို့တော်ဗျာဝိညာဉ်တော်အဖြစ်လမ်းပြတုံတင်ပေးတော်မူပါယေရှုတော်ပေါင်းကိုချီးမွမ်းလက်ယေရှုနာမဖြင့်ဆုတောင်းဆက်ကမ်းနှံကြပါပါဗျာတခင်အာမင်ဆိုတော့ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ကောင်းစဉ်ကခုနပြောပြသွားပါပြီကောင်းမြတ်ချင်းမှအာဟာရတူဆိုတဲ့နော်ဒီနှုတ်ကပတ်တော်ကိုဝေငါတော်မှာဖြစ်တဲ့ရွေးချယ်ထားတဲ့ဂျမ်ပိုက်ကတော့ယေရမိအနာဂတ်တိကျမ်း အခန်းကြီးနှစ်ဖြစ်ပါမယ်။ယေရမိအနာကတိချံအခန်းကြီးနှစ်အပိုင်ငယ်၁ကနေဒီ၉အထိဖြစ်ပါမယ်။ဆိုတော့ကျွန်တော်ဒီကနေဖတ်သွားပါရစေ။တပန်ထာဝရဘုရားမြတ်ဘုရားဒီငါရှိသူရောက်၍တင်ဒီဇေဝရှိလေမြို့သို့တွားပြီးစဉ်အော်ဖိယမြေအရာဟောမူကထာဝရဘုရားက လေမလုတော်တော်ရနိုင်တင်ဒီငါနောက်တို့လိုက်တော့ခါအတဲ့ရွေနုငယ်ရွေခံရတော်ဂျေဇူးကို၎င်းထိန်များပေးခြင်းနဲ့ရှင်သောချစ်ချင်းမြတ်တာကို၎င်းမှာအောင်မေ၏သောအခာဤသေးလမျိုးသည်သာဝရဖျားဖို့တန်ရှင်း၏စီးပွားတော်ဖို့အူတီတော်အတီဖြစ်၏သူတို့ကိုလူယူတော်သူအပေါင်းတို့သည်ဖြစ်ရှိကြ၏သူတို့အပေါ်မှာဘေးဥပါရောက်သည်ဟုသာဝရဖျားမိန်တော်မူ၏ ။ဘိုးရာကိုအမျိုးနှင့်ဣတိလအမျိုးနယ်ပေါင်းတို့ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုနားထောင်ကြတော့ထာဝရဘုရားမိန့်တော်မူသည်ကသင်တို့၏ဘိုးဘေးတို့သည်ငါထမဝေးစွာ ထွက်သွား၍အနတ္တလန်းတို့လိုက်တဲ့အနတ္တတသက်ဖြစ်ရမည်အကြောင်းငါနဲ့ပေမိတော့ပြစ်ကိုတွေ့ကြသည်သူတို့ကငါတို့ရဲ့ကုတ်တူပြီမှကဲနှုတ်၍ဒုရရှောင်းလုံးလွင်ပြင်းမြေတွင်းနှင့်ပြည့်စုံတော်ပြီ တွေ့ချောက်ရင်တင်မေ့ရင်ကမိုးတော်ပြီခရီးသွားတော်သူနေရာကျတော်သူမရှိတော်ပြီတလျှောက်လုံးတို့ပို့ဆောင်တော်ထာဝရဘုရားဒီအပေမှာရှိတနည်းဟုမမေးကြ။ဝါပြောတော်ပြီအတိအနံစီဥစီဂျီကိုစားစီခြင်းကတင်တို့ကိုငါဆောင်တွင်းရင်တင်တို့ဒီဝင်စားတော်အခါငါပြေကိုညှိညိုးဆွေ၍ငါရမွေကိုယူရှာဖွယ်ဖြစ်စေကြသည်တကားယေဘုယျတို့ဒီထာဝရဘုရားဒီအပေမှာရှိတနည်းဟုမမေးကြ။ ကျန်တတ်တို့သည်ငါကိုမတိကြတေယုတ်တို့သည်ငါကိုပြမကြ၏ပရောဖက်တို့သည်ဘာလကိုနေသူရဟောပြောလဲယေရှုရဲ့တော်လမ်းတို့လိုက်ကြ၏ပိုက်ငယ်ကိုထို့ကြောင့်တင်တို့နှင့်တင်တို့သားသမီးတို့ကိုငါစေချောမည်ကိုထားဝါပြာမိန်တော်မူ၏ဖတ်တော်တဲ့လုံးမတ်တော်ရောက်စီတိုင်းပေါ်မှာပြာရှင်ကောင်းကြည့်ပေးပါစေဆိုတော့ယေရမိဒီအောင်ကြည့်တဲ့အခါမှာယေရမိပရောဖက်ရှင်မှာဘုရားရှင်ကစကားပြောတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်အဲယေရမိပရောဖက်က အတ္တတာထဲမှာဘာတော့တွေ့လို့ရတယ်လဲဆိုရင်သူလည်းလူဤတေလလူဒီဟာယေရမိပရောဖက်ခေတ္တကဘာလဲဆိုတော့ဖျားရှင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံစားပြီးမှဖျားရှင်ရှိကနဲ့ထွက်သွားတဲ့အခါမှာပြန်လာဖို့အတွက်ကိုတော့ပြန်ပြီးခါမှာယေရမိပရောဖက်အပြင်ပြန်ပြီးခါမှာသူ့ရဲ့လူမျိုးတွေကိုပြန်ပြီးခါမှာဖိတ်ခေါ်ထားတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့တော့ဒီယေရမိပရောဖက်ကဘာပြောလဲဆိုရင်သူ့ရဲ့လူတွေသူ့စီမှာပြန်လာဖို့ ဣတေလလူဒီကကောင်းတဲ့ဒီမှာတောင်းတိခါမှာနေတဲ့ခါမှာသူ့ဒီကိုเนาะပြန်လာဖို့အထူးသဖြင့်သူနေတဲ့သူအုပ်ဆိုးတဲ့တိုင်းပြည်ဣတေလလူမျိုးတွေကဖျားသခင်ရှိပြန်လာဖို့တက်ကိုယေရမိပရောဖက်အားဖြင့်ပြန်ပြီးခါမှာလုံးစော်ထားတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ပဲယေရမိအနာကတိချခန့်ခြင်းနဲ့အပိုင်ငယ်တုံးမှာဣတေလဣတေလဒီထာဝရဖျားဖို့တန်ရှင်းတယ် ။နောက်ကြည့်ပါဖယားရှင်ကဣတေကလူမျိုးတွေကိုဘလောက်အထိချစ်တယ်လဲဆိုတာဒီမှာပေါ်ပြပေးထားတယ်။ဣတေကဒီသာဝရဖျားအဖို့တန်ရှင်းသော လူမျိုးဖြစ်တယ်တဲ့။နောက်ပြီးမှအူတီသော အသီးတွေဖြစ်တယ်ဆိုပြီးမှထပ်ပြီးမှပေါ်ပြပေးထားတယ်။ထို့ကြောင့်သူတို့အားတဲ့နှောက်ရက်သောသူများကိုသာဝရဖျားကဘာလို့တလဲဆိုတော့ပြစ်တန်ချပေးတယ်ဆိုတာကိုကျွန်တော်တို့အပိုင်ငယ်သုံးမှကျွန်တော်တို့ကတွေ့လို့ရပါတယ်။ငါချစ်တဲ့ငါလူမျိုးတန်ရှင်းသောငါလူမျိုး အဦးတီးတော့အတီးတွေဖြစ်တဲ့ငါလူမျိုးငါအီးတေလလူမျိုးတွေကိုနှောက်ရက်တော့တူမှန်တမြကိုငါအပစ်ပေးစီရင်မယ်ဆိုပြီးကမှအီးတေလလူတွေကိုပြန်ပြီးကမှဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့အီးတေလလူတွေရဲ့ဘဝအချိန်ကိုကျွန်တော်ကပြန်ပြီးကမှကြည့်ကြည့်ပါသူတို့ရဲ့အတက်တာထဲမှာကျွန်တော်ဘာကိုတွေ့လို့ရတယ်လဲဆိုရင်ဤတေလာလူတွေကိုဖျားခါဘလောက်ထိချစ်တယ်လဲ ဖယားကချစ်လွန်းလို့ပဲဘာဖြစ်လဲဆိုအမြဲတမ်းသူ့ဖက်ကနဲ့ရက်တည်တယ်ဆိုတော့ကိုကျွန်တော်ဒီနှုတ်ကပတ်တော်ကိုဖန်ရင်းနဲ့ကျွန်တော်တွေ့လို့ရပါတယ်အပတ်ရဲ့ငားမှာဘယ်လိုပြောတယ်လဲဆိုငါဒီလောက်အထီကောင်းမြတ်တာပဲငါ့ရဲ့ဤတီလာလူမျိုးငါလူမျိုးဒီတော့ငါအဲ့လောက်အထီချစ်တယ်နင်တော့ငါအဲ့လောက်အထီပြုစုတယ်နင်တို့ကအဲ့လိုအထီးပြုစုပေမဲ့လည်းပဲနင်တို့တွေကအပိုင်ငယ်လားမနင်တို့ရဲ့ဘိုးဘေးလူနော်ခေါ်ရရာကုတ်အမျိုးဤတေလာလူတို့ ်တင်တော့ဟာငါရှိကတဲ့ဝီးဆိုတာထွက်သွားကြတယ်ဆိုပြီးကမှဘုရားရှင်ကပြောထားတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့လောက်ကောင်းမြတ်တဲ့ဘုရားသူ့လူမျိုးတော်မှာတန်ရှင်းတော်ဘုရားအဦးကြီးတော်ဘုရားလို့ပြောထားတဲ့ဘုရားကိုယ်တိုင်သူ့ကိုဘာလို့စွန့်ကြည့်ကြားကြလဲဤတေလာလူတို့ကအဲ့မှာမေးခွန်းမေးစရာရှိပါလားအဲ့တော့ကြောင့်မဲ့ဘာကြောင့်သူတို့ကသာဝရပြန်ကိုစွန့်ပစ်သွားကြတယ်လဲအပိုင်ငယ်၆မှာ ငါထာဝရဖြတ်ဒီအေကုတ်တို့ဒီဒုက္ခကဲနှုတ်တော့လမ်းတစ်လျှောက်လုံးတင်မင်းချိုက်ဝင်းနဲ့လမ်းနဲ့အနဲ့တကောင်ဘေးရန်ကြီးဆေပါဣတေလရေကြုံတွေ့ခဲ့တဲ့ဘယ်မှာလဲအေကုတ်တို့ပြီမှာအဲကြုံတွေ့ခဲ့ရတဲ့အရာအလုံးတွေကလည်းတော့ငါလမ်းမှာတော့မတို့ဒုက္ခဆင်းရဲအလုံးကိုငါတို့နဲ့အတူရှိခဲ့တာတို့ကငါပြုစုယူရခဲ့တဲ့အရာအလုံးနော်ဒီအရာအလုံးကိုတို့ကမေ့နေကြပြီ ဘယ်တော့မှကောင်းမြတ်တဲ့အရာတော့မငါ့ကိုမေ့နေကြပြီတဲ့ဘာကြောင့်ငါစီကဒီလောက်ထိငါနဲ့သူတို့အပေါ်မှာကောင်းမြတ်ရဲ့သားနဲ့ဘာဖြစ်လို့ငါစီကလည်းထွက်သွားကြတယ်လဲဆိုပြီးခါမှเนาะထာဝရဘုရားကယေရမိပရောဖက်ကိုအသုံးပြုပြီးခါမှဒီမှာမေးထားတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့ထက်မှပြန်ပြီးခါမှအပိုင်ငယ်ခုမှကျွန်တော်ပြန်ကြည့်တဲ့ခါမှအတိတ်ကသူတို့ဘာကြောင့်ထွက်သွားတယ်လဲဆိုကျွန်တော်ကတွေ့လို့ရပါတယ်အเจ้าမားတဲ့ ကတိတော်တိုင်းပြည်လို့ပြောတဲ့ခါနန်ပြည်ဟာတဲ့နို့နဲ့ပြားရည်စီတော်တိုင်းပြည်ထာဝရဘုရားကပို့ဆောင်ပေးလာတယ်။အဲထာဝရဘုရားကပို့ဆောင်ပေးလာတဲ့တိုင်းပြည်မှာအဲကုတ်တို့လူတွေကအယံနဲ့ပျော်မွေ့ကြတယ်။အဲခါနန်ပြည်ဟာဘလောက်အထီကောင်းတယ်လဲ။မြူရော်ရီနဲ့ခိုင်ခန့်စွာတိဆောက်ထားတဲ့အကြောင်းအရာတွေကိုတော့တိုးရရကြအခန်းကြီး73အပိုင်ငယ်26ကနေ33မှာသွားဖတ်ကြည့်ပါဘလောက်အထိဘုရားရှင်ကကောင်းရတဲ့လေဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ကတွေ့လို့ရပါတယ် သူတို့ကိုပေးထားတဲ့ဒီကဘလောက်အထီကောင်းတယ်လဲမြို့ရွာတွေပြည်သူပြည်သားတွေဘလောက်ထီကောင်းတယ်လဲစပြက်ခိုင်တခိုင်မို့တော့မှလူငယ်ရောက်တာထမ်းပြီးကမှเนาะအဲ့လောက်အထီကောင်းမြတ်တဲ့เนาะနေရာကိုဘုရားရှင်ကပို့ဆောင်ပေးတယ်အဲ့မှာခုနှစ်ရဲ့ခါခွဲတိုင်းမှာဘလို့ပြောကြလဲဆိုရင်တင်တို့ဒီဝင်စားတော့ခါတဲ့ကာယဣတေလလူတွေနင်တို့ကောငါပို့ဆောင်တယ်

မင်းတို့ကခက်ခဲတဲ့အကုတ်တို့ပြတ်နေနေတော့ငိုကြွေးပြီးနေကြတဲ့အချိန်မှာတဲ့ငါကတင်တို့ရဲ့အော်တန်ကိုနားညောင်းပြီးခါမှခက်ခဲတဲ့အကုတ်တို့ပြတ်နေတာနန်ပြီးကိုတွားတဲ့လမ်းတက်လျှောက်လုံးမှာကောင်းမြတ်တဲ့ဂရိတော်တိုင်းပြည်ကိုလည်းနင်တို့ရောက်တဲ့အခါမှာတင်တို့ကောင်ကြီးပေးတယ်ငိုတဲ့ပြည့်စည်စည်မဲ့နေရာမှာလည်းနင်တို့ကောင်ကပေးတယ်တဲ့ ဒါပေမဲ့လည်းနေနောက်ကနေနောက်ကိုငါကောင်းကြီးပေးတဲ့ဒီကိုပါဖြစ်စေတယ်လေညင်ညူးစေကြတယ်တဲ့ငါရဲ့အမွေကိုရွှင်ရှားပွဲဖြစ်စေကြတယ်ဆိုပြီးခါမှာတော့ဒီမှာပေါ်ပြပေးထားပါလေအဲ့ဒါဒီရက်နဲ့ကျွန်တော်ဗာတိတ်ခန်းစာယူလို့ရတယ်လဲဆိုဒီကိန်းမှာဖျားရှိရဲ့ဂျေဇူးတော်ကကျွန်တော်ခက်ခဲကြမ်းတမ်းနဲ့ကျွန်တော်ရဲ့ဘဝတွေမှာသူ့ရဲ့ဂျေဇူးတော်ကကျွန်တော်အတွက်လုံလောက်လှပေမယ်လည်းပဲအဲ့ဂျေဇူးတော်အဖြစ်ဖျားကိုမတီတော့သူများကျွန်တော်ဖြစ်မိသလား ဖျားကတရုတ်ကိုကောင်းမွန်စွာဖြင့်နေရောညပါမြင်ရတဲ့ကောင်းကြီးမမြင်ရတဲ့ကောင်းကြီးနှစ်ဖြာလုံးနဲ့ကျွန်တော်တို့ကိုပေးတဲ့အခါမှာအဲ့ကောင်းကြီးမင်္ဂလာပဲဖျားကိုကျွန်တော်ဝက်ပြူကူးကွယ်ဖို့အာအတားများဖြစ်မိသလား ဖခါကောင်းချီးပေးတဲ့အရာကပဲဖခါအတွက်ကျွန်တော်ကညညူးစီတော့သူများဖြစ်မိသလားတိတ်မဟုတ်ရင်ကျွန်တော်ဖခါသခင်အတွက်ကျွန်တော်တို့တွေကနော်ဖခါရဲ့အလိုတော်မရှိတဲ့လမ်းမှာပဲလျှောက်သွားနေတော့သူတွေဖြစ်မိသလားဆိုတာမိမိရဲ့တက်တံကိုပြန်လည်ပြီးခါမှာဆင်ခြင်ဖို့တိတ်ပြီးခါမှာအရေးကြီးတယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှာခွန်အားပေးခြင်းပါတယ်ဤဒေလာလူတွေကတော့ပထမအေကုတ်တို့ပြီးမှငိုတယ်မျက်ရည်ချမျက်ရည်မျက်ခွတ်ချပြီးခါမှာသူတို့ကနေတဲ့ ေတဲ့အခါမှာဖခင်ကသူ့ရဲ့စကားကိုနားကြောင်းပြီးမှဂရိတော်တိုင်းပြည်ခါနာပြည်ကိုဝင်စားရတော့ခုတ်ပေးတဲ့အခါမှာစီးစိမ်ဥစ္စာနဲ့သူတို့ကရစ်မှုကြတယ်။ရစ်မှုကမှဘင်းတော့အရှင်ကိုမိကြတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ်။ဒီကနေ့ပါရောကျွန်တော်တို့ဖခင်ကိုချစ်တဲ့ဖခင်ရဲ့ဒါသမီးတွေတော့ဘေးဒလား ်မိသားစုတွေမှာကောကျွန်တော်ဘုရားရှင်ကကောင်းချီးပေးထားတဲ့အရာတွေနဲ့ကျွန်တော်ကရစ်မှုပြီးခါမှာဘုရားကိုဝတ်ပြုတဲ့ဒီခါမှာနှလုံးသားမပါဘဲနဲ့ဝတ်ပြုမိတော်သူတွေဖြစ်သလားထုံမင်းစင်လာအရာတွေကျွန်တော်ကဘိမှန်တော်ထဲမှာဝိမိဘုရားကိုဝတ်ပြုကူးကွယ်နေတော်သူတွေဖြစ်မိသလားမိမိကိုယ်ကိုပြန်လဲပြီးခါမှာဆင်ခြင်ဖို့တိတ်ပြီးခါမှာရည်ကြီးပါတယ် ဖယားကကျွန်တော်ကိုကောင်းချီးပေးတဲ့အရာကကျွန်တော်ကောင်းချီးပေးတဲ့အရာကကျွန်တော်အဲကောင်းချီးကပဲကျွန်တော်တို့အတွက်အဟာအတာများဖြစ်ပြီးသလားအရာကတိတ်ပြီးခါမှအရေးကြီးပါတယ်အဲ့တိုင်းမဲ့အကုတ်တူဒီမှာနေပြီးငိုကြွေးပြီးမှခက်ခဲချင်းနဲ့ကြုံခဲ့တဲ့ဤတီလလူဒီကတော့ကောင်းတဲ့ပြီးကိုရောက်သွားတဲ့အခါမှာဘာကြောင့်ထာဝရဘုရားကိုမေ့တယ်လဲဆိုရင်အချက်၄ချက်နဲ့ကျွန်တော်တွေ့လို့ရတယ်နံပါတ်၁အစားတောက်ဖူလုံလာတယ် အရင်ကငတ်ငတ်ပြက်ပြက်နဲ့နေခဲ့ရတယ်။ခမင်းတလောက်စာအတွက်ကိုမနေ့ရုံးကလုတ်ခဲ့ရတယ်။ဒါပေခါမဲ့ဒီကိုဝင်တဲ့ခါမှာဖူလုံစွာဖြင့်စားရတယ်။နမနစ်ကငွေကြီးချင်းလုံ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 နဲ့သူတို့ကိုဘုရားရှင်ကတောင်းချီးပေးတယ်။နမတုံးကဒနာကုံစီးစိန်ဥစ္စာတွေကျွဲသွားတယ်။ဘာလို့လဲဆိုတော့လူနဲ့ကြားရေးစီးတဲ့ဒီမှာသူတို့နေတယ်။ ဒီမှာနေတဲ့အတွက်ကြောင့်တို့ကောင်းချီးနိုင်တာကိုခံစားရတယ်။နံပါတ်၄ကကျမ်းမာရေးတွေတို့စားတော့တော့ကောင်းကောင်းတဲ့အခါမှာကျမ်းမာရေးတွေအရင်ညီမြတ်လာတဲ့အခါမှာဒီအချက်၄ချက်နဲ့ပြည့်စုံလာတဲ့အခါမှာဖျားမလို့အပ်တော်ဘူးဆိုပြီးခါမှာတို့ထာဝရဘုရားကိုစွန့်ပစ်တယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရတယ်။ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေဒီနေ့မှာတော့ကျွန်တော်ရဲ့အသက်တာမှာနေတဲ့ဘုရားရှင်ကစားတော့တော့ခုကိုကျွန်တော်ကိုပေးတယ်။လုံလောက်တဲ့ကျွန်တော်နဲ့နေ့စဉ်နဲ့နေ့တိုင်းတုံးနိုင်တဲ့ပတ်စံငွေကြီးပေးထားတယ်။ စီစဉ်ဥစ္စာကိုကျွန်တော်တို့ဖိုက်တန်တဲ့အရာတွေပေးထားတယ်။ကျမ်းမာရေးလို့ဘုရားရှင်ကဖိုက်တန်တဲ့ကျမ်းမာရေးကျွန်တော်ကိုပေးတဲ့အခါမှာဒီအချက်၄ချက်ပြည့်စုံလာတဲ့အခါမှာဘုရားရှင်ကိုကျွန်တော်စွန့်ပစ်မိတော်သူတွေဖြစ်သလား။နောက်ဘေးဒလာမိသားစုတွေကိုလည်းကျွန်တော်ခွန်အားပေးခြင်းပါလေ။ဖယားကကောင်းကြီးပေးတဲ့အရာကပေးတဲ့အရှင်ရဲ့အတွက်အဟာအတာများဖြစ်မိသလား။ ရားရှင်ကကျမ်းပါခြင်းပြီးတဲ့အခါမှာအဲကျမ်းပါခြင်းအဖြစ်ဘုရားကိုယေရှုတော်ချီးမွမ်းတော်သူများကိုပဲနဲ့ကျွန်တော်တို့ကတလွဲနေနဲ့သုံးတော်သူများဖြစ်မိသလားငွေကြီးအကြီးစိမ်ဥစ္စာရှိလာတာနဲ့အမျှဖျားတဲ့တခြားအရာကိုများကျွန်တော်တို့ကဦးစားပေးတော်သူများဖြစ်မိသလားပြန်ပြီးကမှစဉ်းစားကြည့်လိုက်ပါ မိမိရဲ့တက်တာမှာပြီးတော့အရှင်ထက်ပြီးတဲ့ဥစ္စာကိုပဲရစ်မှုပြီးကမှပြီးတော့အရှင်ကိုမေ့နေတော့ဖီးအားရဲ့တာသမီးတွေဖြစ်မိသလားဆိုတာမိမိရဲ့တက်တာမှာပြန်လည်ပြီးကမှဆင်ချေဖို့ကျွန်တော်ခွာပေးခြင်းတယ်ဤဒေလလူတွေကလည်းဒီတိုင်းပဲငိုရိုတဲ့ခြေကွဲပြီးအေကုန်တို့ပြီမှနေတဲ့ဖျားရှင်ကသူ့ရဲ့စကားတန်ကိုနားညောင်းပြီးမှအိုးငါလူမျိုးငါတန်ရှင်းသောလူမျိုးငါလူမျိုးဒီငါရာဦးတီးဒီ တို့ကောငါချစ်တယ်လို့ပြောပေမဲ့လည်းဖယားကကောင်းကြီးပေးလာတဲ့အခါမှာကောင်းကြီးပေါ်မှာပဲရစ်မှုပြီးခါမှာမဖြစ်လာတယ်နောက်ဆုံးမှာကျတော့ထာဝရဘုရားကိုစွန့်ပစ်တယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာတော့ဖယားကိုစွန့်ပစ်တော်သူတွေဖြစ်မိသလားဖယားရဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ကရစ်မှုပြီးခါပေးသောအရှင်ကိုမေ့နေတော်သူများဖြစ်နေသလား ကျွန်တော်အသက်တာမှာပြန်လည်ဒီခါမှာဆင်ခြင်ကြည်ပါဘုရားကကျွန်တော်ကိုကောင်းချီးပေးတယ်ကောင်းကောင်းချီးပေးတဲ့အတွက်ကြောင့်ဖခင်เจ้าကိုတနည်းကလေးလေးမှာဖခင်เจ้าကိုတွားပြီးမောင်းတာတတခြားနေရာကိုမောင်းပြီးခါမှာတွားတာကိုပဲပို့ပြီးခါမှာခြင်နဲ့နေသလားဖះရှင်ကကိုကိုဖုံးပေးတဲ့အခါမှာအဲဖုံးပေါ်မှာပဲကျွန်တော်ဂျီနတ်နေပြီးဖះရဲ့နောက်ကပတ်တော်ထက်အဲဖုံးပေါ်တာကိုပဲကျွန်တော်ကဂျီနတ်နေတော့သူတွေများဖြစ်မိသလား ကြောင့်ဘေးသောအရှင်ကိုမေ့ပြီးခါမှာဘေးတဲ့ဥစ္စာနဲ့ဤတိလတို့ကရစ်မှုတဲ့ခါမှာဖယားရှင်ကငါစီမှာပြန်လာကြပါငါရဲ့လူမျိုးတို့ဆိုပြီးယေရမိပရိုဖက်ကိုအသုံးပြုပြီးခါမှာသူ့ရဲ့လူမျိုးတွေကိုပြန်ပြီးခါမှာဖိတ်ခေါ်ထားတာကျွန်တော်တွေ့လို့ရပါတယ်အပိုင်ငယ်ရှင်ပါဘလောက်အထိဤတိလလူတွေဟာဖယားပေးတဲ့ကောင်းချီးအဖြစ်ရစ်မှုကြတယ်လဲဆိုရင်အပိုင်ငယ်ရှင်မှာကျွန်တော်ကြည့်ရအောင် ပါတ်၁မှာရစ်ပေါ်လေးတို့ကထာဝရဘုရားဒီအတဲမှာရှိတည်းဟုမမေးကြတော့ရစ်ပေါ်လေးဆိုတာကဖယားရဲ့စီမံနဲ့အတန်းဝတ်ပြုကိုယ်ခွင့်ကိုဦးဆောင်ရတယ်လို့ ူများအတက်ကိုရစ်ပလင်ပေါ်မှာတောင်းပြီးခါမှာအပြစ်ပြေဖြေပေးရတဲ့ရစ်ပရောဟိတ်တီကသူကိုကိုွယ်တဲ့ဖယားဟာဘယ်မှာရှိတလဲဆိုတာကိုမမေးကြတော့ဘူးတဲ့ဒီကနေ့မှာဖယားရဲ့အဖို့တော်ဆောင်တဲ့သူများဖယားရဲ့တားသမီးတွေဒီကနေ့မှာတော့ကျွန်တော်တို့ဖယားကဖယားဟာဘယ်မှာရှိတလဲဆိုတာကိုကျွန်တော်မေးမိတော့သူများမဟုတ်ပဲနဲ့ ာဘုရားဖြတ်ပေးမှာရှိတယ်လဲဆိုတော့နှလုံးသားထဲမှာတော့မရှိသောသူများဖြစ်မိကြသလားမိမိရဲ့တက်တာကိုပြန်လည်ပြီးခါမှာဆင်ခြင်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်ရစ်ဘောဟိတုကထာဝရဖြတ်ပြီးအပေမှာရှိတယ်လို့ကိုမမေ့ကြတော့ဘူးသူကကာရန်တီမှာပျော်လို့လို့ဖျားပြီးတဲ့စစ်စစ်ဥစ္စာကြိုးကလွတ်တဲ့ခါမှာဖျားရဲ့အမှုတော်ဆောင်ဖြစ်တဲ့ရစ်ဘောဟိတီကိုယ်တိုင်ကထာဝရဖြတ်ဘယ်မှာရှိတယ်လဲဆိုတာကိုမသိကြတော့ဘူး ထာဝရဘုရားကငါတို့ကိုဘယ်လိုစီခိုင်းတယ်လဲဆိုတဲ့အရာကိုစိတ်မဝင်စားကြတော့ဘဲနဲ့နို့နဲ့ပြားရင်စီးဆင်းတဲ့အရာအားလုံးမှာလောကဥစ္စာရာတွေနဲ့ပဲပျော်မွေ့လာတဲ့အခါမှာဘုရားရှင်ကငါရမှုတော်ဆောင်ပြီယေဘုဟိတုငါရှင်မှာပြန်လာကြပါဆိုပြီးခါမှာယေရမိဘောဖက်အပြစ်ပြန်ပြီးခါမှာဖိတ်ခေါ်ထားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်ယေဘုဟိတုကသူတို့ဘယ်လိုမျိုးပုံပုဖြစ်တယ်လဲဆိုတာကိုလည်းလုံးလုံးလည်းလည်းမိသွားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ် အဲ့ဒါကြောင့်မဲဒီမှာတရားခုမြောက်တော်ဆာလာမှာဘလို့ရေးထားတယ်လဲဆိုရင်ငေကြီးသားအပေါင်းတို့ထာဝရဘုရားအကျွေးကြောကြတော့ထာဝရဘုရားဤအမှုတော်ကိုဝါမြောက်စွာဆောင်ရွက်ကြတော့ရှင်လန်းစွာတခြင်းဆိုလက်တိုင်းတော်တို့ဝင်ကြတော့ထာဝရဘုရားသည်ဘုရားသခင် ဖြစ်တော်မူသည်ဟုတည်မှတ်ကြတော့ထာဝရဘုရားသခင်ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့ရဲ့ရှင်ဖြစ်တော်မူ၍ငါတို့ဒီလဲဘုရားသခင်ရဲ့လူဖြစ်ကြ၏ အထံတော်၌ကျက်စားတော်တူးစုလည်းဖြစ်ကြ၏ဂျေဇူးတော်ကြီးပါသည်ဟုဝေခံလက်တကားတော်တို့ကို၎င်းပုံတော်ကိုချီးမွမ်းလက်တတိုင်းတော်တို့ကို၎င်းဝေကြလောဂျေဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုကောင်းချီးပေးကြလောဆိုပြီးကမှတရားမြောက်သောစာလံမှာစာလံဆရာကြီးကပေါ်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ်ဒီအရာတွေကိုဦးဆောင်ရမယ်လူဒီကဘသူလဲယေဘရဟိတိပါ ဒါပေမဲ့ဖရားပေးတဲ့ကောင်းကြီးမင်္ဂလာမှာပဲရစ်မှုပြီးကမှပေးသောအရှင်ကိုမိတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ဒီကိစ္စမှာကျွန်တော်ရဲ့အတ္တမှာဟောဖရားရဲ့သာသမီတွေဒါပေမဲ့တိခိမှာကျွန်တော်ကတက်ရှင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရောဖရာရဲ့သားသမီးတွေပဲဒီကနေ့မှာဖရာပေးတဲ့နော်စုခြေစူးတွေရှိပါရဲ့နဲ့ဖရာပေးတဲ့စည်းစိမ်ဥစ္စာတွေပဲရည်မှုပြီးခါမှာငါတို့ကိုးကွယ်တဲ့သာဝရဖရာဟာဘယ်မှာရှိတယ်လဲဆိုပြီးမမေးပဲနဲ့အသက်ရှင်တော့သူများဖြစ်မိသလားမိမိရဲ့တက်တာကိုပြန်လဲပြီးခါမှာဆင်ခြင်ဖို့တိတ်ပြီးခါမှာရည်ကြီးပါလေနံပါတ်2မှာကျန်တဲ့တို့ဒီငါ့ကိုမတိကြ ကျူတာတို့ဖျားပေးထားတဲ့စီးစိမ်ဥစ္စာကိုရင်မှုတဲ့ခါမှာကျန်တက်တို့ဒီငါ့ကိုမတိကြတော့ဘူးတဲ့အဲ့တော့ကျန်တက်ကဘာလုပ်တယ်လဲကျန်တက်ကနေတဲ့ဖျားရဲ့နှုတ်ကပတ်တော်ကိုတူတင်တော့သူဖြစ်တယ်တမာတရားမှန်ကန်နေမမှန်ကန်နေအားလုံးကိုတူတင်တော့သူဖြစ်ပေမဲ့လည်းပဲတဲ့ကျန်တက်ဒီကငါ့ကိုမတိကြတော့သူတို့စိတ်ထင်တဲ့အတိုင်းပဲဟောကြတော့တယ်ငါတူတင်ပေးထားတဲ့အတိုင်းဟောတယ်လားမဟောကြတော့ဘူး ဖယားရဲ့တုန်တင်ပေးတဲ့လမ်းကြောင်းကနေတွေ့ခဲ့ပြီးသူတို့ရဲ့စိတ်မှာတင်ထားတဲ့အရာတွေဖယားစကားအတိုင်းမဟုတ်ပြောပဲနဲ့သူရဲ့လူတွေကိုတုန်တင်နေဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်ဘယ်သူရဲ့အတ္တတာလဲဖာရီရှဲရဲ့အတ္တတာဖာရီရှဲတွေကတော့အစီအမင်းနဲ့သူတို့အတ္တတာမှာဖယားအတွက်ကိုသူတို့ကအသုံးပြုတယ်အသုံးတော့ခံပြီးကိုကိုကိုဂျုံစားပြီးခါမှလှုပ်ဆောင်နေကြတယ်ဒါပေမဲ့လည်းပြန်ပြီးခါမှဆင်ခြင်ခြင်း ။ဒါဒီရှိရဲ့သူအတ္တကမှာကောင်းဆုံးတုန်တင်တယ်လို့ထင်ပေမဲ့သခင်ခရစ်တော်ပါလေမူရဆော့မျိုးနဲ့တူတော်သူများတင်ကြိုင်ကုန်းနဲ့တူတော်သူများဆိုပြီးခါမှာပြန်ပြီးခါမှာပြောထားတာကိုကျွန်တော်ပါတွေ့လို့ရပါလေ။အဲ့ဒါကျွန်တော်တို့ဒီကဂျန်တာပုတ်ကူဖြစ်ပါလေနဲ့နှုတ်ကပတ်တော်ကိုဖတ်ပြီးနားလေသဘောပေါက်ပါလေနဲ့ဖယားကိုမရှာဘဲနဲ့ကိုယ့်ရဲ့စိတ်တိုင်းကြတုန်တင်နေတော်သူများဖြစ်မိလို့ရှိရင်ဒီကနေ့ယုံကြည်သူ ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာအရင်ပဲကြောက်စရာကောင်းပါတယ်။အဲ့ဒါကြောင့်ပဲယေရမိပရောဖက်ကကြံတတ်တို့ဒီငါ့ကိုမတိကြတော့ဘူး။ဒီတော့တော့ပုံတော့နေတိုင်းဖတ်ပါရဲ့ဘုရားရဲ့အလိုတော်တိုင်းမဟုတ်ပြောတော့ဘူးဆိုရင်ကြံတတ်တို့ဒီဟာငါ့ကိုမတိကြ။ဒီကနေ့ဘုရားကိုချစ်တဲ့ယုံကြည်သူတွေဒီတလားမိသားစုကြီးကျွန်တော်ရဲ့အတ္တတာမှာတော့ပြန်ပြီးခါမစဉ်းစားချင်းနှုတ်ကပတ်တော်ကိုနေတိုင်းညာတိုင်းကျွန်တော်ဖတ်ကြတယ်ကျွန်တော်တို့ဘယ်တော့ထိနားလဲတလဲ ဘုရားရဲ့အတန်တော်ဘလောက်အထီးကျွန်တော်တို့ကကြားတယ်လဲအတက်ကဘလောက်အထီးကြီးထွားတယ်လဲမဟုတ်ပဲနဲ့အခုနကျန်တတ်တို့ဒီငါ့ကိုမတိကြတော့ဘူးအဲ့တိုင်းပဲကျွန်တော်ကနေတော့သူများဖြစ်နေသလားနံပါတ်3မှာတေအုပ်တို့ဒီငါ့ကိုပြမကြလေတေအုပ်ဆိုတာဘာလို့ရတယ်လဲတိုးဒီကိုပြုစုရတော့သူဖြစ်တယ် Yoko Yusula to Chit, Paya the King as a Gardango, not on Bikama, Paya Aluro time, do yet do Rigo, Yusula to repeat it. Tabi may a day or two day. Baluta, do yet Tahu Watiango, many Javi. Tori go, Yusu Yame Asa, Tori, a Yusu Yaku Kanchinet. ုံးဒုံထိန်ပြီးဖြစ်နေကြပြီဒီကနေ့မှာဒါကြောင့်မဲ့နှုတ်ခမ်းတော်ကူကြီးကတခင်ခရစ်တော်ကလောကမှာအသက်ရှင်တဲ့အခါမှာတဏ္ဍာရောဆက်နှပါကိုပြုစုတယ်တဏ္ဍာရောဆက်နှပါကိုသူကိုယ်ရင်ကပြုစုပြီးခါမှာဘာလို့လဲကြီးထွားရင်ကျက်စေတာဖြစ်တယ်ဒီကနေ့မှာကျွန်တော်တို့ကဘာဖြစ်နေသလဲတော်ရီရဲ့ပြုစုမှုကိုဒုံထိန်ကခံချင်တာပြောင်းပြန်နေဖြစ်နေတယ် ဘာဖြစ်လို့လဲတိမ်အုပ်လို့ဒီငါကိုခင်ပါကြရင်အရာရဲ့ဖွင့်ပြတဲ့အတိုင်းသူ့ရဲ့ဒူးတွေကိုမကြွေးမွေးတော့ဒူးအထင်းဖြစ်မိလို့ရှိရင်အဲအရာကပါလေအရာမဲ့ကြောက်စရာကောင်းတယ် ျွန်တော်ကအစီအမြဲနဲ့ပါဖြစ်နေတယ်လေနိုင်ငံရေးစီးပွားရေးများပဲအချိန်ကြီးပုံနေပြီကျွန်တော်ကဆူတောင်းချင်းကိုပဲနှုတ်ကပတ်တော်လိလာချင်းလုံးဝမရှိတော့တဲ့အတ္တဓာတ်တွေကအယံမကြောက်စရာကောင်းပါလေအကြောက်ဒီကနေ့ဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီတွေကျွန်တော်တို့ရဲ့အတ္တဓာတ်အဲမှာပေါ့နှုတ်ကပတ်တော်အမြဲတမ်းဖတ်ပြီးခါမှာဘလောက်အထိကျွန်တော်ကနေ့စဉ်နေ့တိုင်းကြီးထွားသောသူတွေဖြစ်တယ်လေမိမိရဲ့တက်တာကိုပြန်လဲပြီးခါမှာဆက်စစ်ဖို့တိတ်ပြီးခါမှာရည်ကြီးတယ် အကြောင်းတင်းဥတုတည်ငါ့ကိုပြပါကြရေငါရဲ့တာဝန်ပေးထားတဲ့ဘဝတရားတိုင်းမလုပ်ကြတော့ဘူးတို့ရဲ့ပြုစုယူရမှုကိုပဲတို့တွေကစောင့်ကြည့်နေကြပြီတကယ်တော့ဒူးထိန်ဆိုတာကပါလဲဆိုတော့တို့ရဲ့အတန်ကိုကြားပြီးအစင်အမျက်နဲ့လူတွေရှိရမယ့်အသက်တာအကြမ်းမဆလာနဲ့စတုံးလို့ပြန်ဖတ်လို့ရှိရင်ကျွန်တော်တွေ့လို့ရတယ်ဒူးထိန်ရဲ့တာဝန်ဘဝတရားကပါလဲ ိုးရီပြောင်းွေစွာဝက်ပြူနိုင်ဖို့အတွက်ကောင်းမှုစွာစားတောက်နိုင်ဖို့အတွက်ဆိုတာကိုကျွန်တော်ပြတွေ့လို့ရတယ်။ဒါမဲ့သင်းအုပ်တွေကဖျားနဲ့ဝေးကွာသွားတဲ့အခါမှာဖျားပေးထားတဲ့စီးစိမ်ဥစ္စာကိုရင်မူလာတဲ့အခါမှာသင်းအုပ်တို့ဒီငါတို့ဖြစ်မှာကြာဆိုပြီးပေါ်ပြပေးထားပါတယ်။နောက်ဆုံးမှာနံပါတ်၄မှာ prophet တို့ဒီပါဠိပြန်ကိုမြည်ပြရောပြောကြတယ်။ surah apa ya aku ke akmi biu bi kama bo pyo ja ra yeremi prophet hesaya prophet prophet a mya chi di ka phaya ko be tru akmi biu bi kama bo pyo ja ra phaya si khai ne a tai me tru ka bo pyo ja de lu di chit de ta ni ne tru ka ba lo de le phaya ko mi ma pyu be ne ba la ko mi pyu yi bo pyo ja yi phaya takhi a tin daw mya di sauk pu ya ma bo pyo daw လူအလိုက်ကြိုက်ပြီးခါမှာဟောပြောလာကြတယ်။ငွေနဲ့ကိုကောက်ပေါက်လိုက်ပြီးခါမှာဟောပြောလာကြတယ်။ ဒီအရာတွေမှာပဲပါဖြစ်တယ်လို့ဆိုပရောဖက်တွေကလည်းပြောမှုနေကြတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရတယ်။ဒီကလေးမှာဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီတွေဤတေရလူတွေဟာဘုရားပေးထားတဲ့ကာနန်ပြည်မှာဝင်ရောက်တဲ့အခါမှာအဲ့မှာပဲပျော်မွေ့နေပြီးခါမှာမလုပ်လာတဲ့လေ။ထားပြီးတော့အရှင်ဝင်စေတော့ကာနန်ပြည်ကိုဝင်စေတော့ဘုရားကိုမိနေကြတယ်။ဒီကနေ့ဘေဒလာမှာရှိတဲ့ဘုရားရဲ့တာသမီတွေကတော့ ကျွန်တော်တို့ကိုဖျားပေးထားတဲ့ကောင်းကြီးမိင်္ဂလာအဖြစ်ကျွန်တော်ကယူမှုနေတော်သူတွေဖြစ်သလားတရင်ကလေးနဲ့ရောက်တိုင်းမှာလာပပလေးပြင်ပြီးခါမှာနှလုံးသားကတော့ဖျားနဲ့အဝေးကြီးမှနေလို့ကြည့်ရင်တင်ဟာဖျားချောင်းကိုရောက်ပေမဲ့လည်းပဲတင်ရဲ့နှလုံးသားကဖျားချင်းကိုဖျားနဲ့အဝေးကြီးမှရှိနေတယ်အဲအရာဒီကိုဖျားရှင်ကအလိုတော်ရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့တာသမီတွေဒီကနေ့မှာကျွန်တော်လုံးဝဆင်ခြင်ဖို့ပေါင်းဖို့အရာကပါလေ ျွန်တော်တို့တွေဟာဖျားပေးထားတဲ့အရာတွေကနဲ့ရစ်မှုတော်သူများမှုပဲနဲ့ဖျားကိုနော်အစင်အမြဲရစ်မှုတော်ဖျားရဲ့တာသမီးတွေဖြစ်ဖို့ဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်အဲ့ဒါကြောင့်မဲအမှုတော်၌ပါဝင်လက်ထာဝရဖရာကိုပုံကံတော်သူများမဖြစ်မိဘူးတိတိခမအရေးကြီးပါလေ။ဤတေရလူပြီးကိုပြန်ကြည့်လိုက်ပါ။ပထမမှာတော့အိုးကျွေးပြီးမှငှစ်ကျွေးနေတဲ့ငူကျွေးနေကြတဲ့ဤတေရလူတွေက ပါပေမဲ့လည်းပဲဘာဖြစ်လာတယ်လဲနောက်ဆုံးမှာတော့ဘေးသောအရှင်ကိုမေ့နေကြတယ်ဒီကိစ္စမှာဘုရားကိုချစ်တဲ့ဘုရားရဲ့တသမီးတွေနေတဲ့တော့ကျွန်တော်ဘုရားဝတ်ပြုနေပါလေနဲ့ဝတ်ပြုရင်းနဲ့ဘုရားကိုပုံပန်တော်သူများမဖြစ်မိဖို့မိမိရဲ့အတ္တကိုပြန်လဲဒီခါမှာစင်ချေဖို့တိတ်ဒီခါမှာအရေးကြီးပါတယ်ဒီနေ့ဘေဒလမေတ္တာဆို ကျွန်တော်ပြန်ပြေပြီးခါမှဆင်ခြင်ကြည့်ပါကျွန်တော်ပြောတဲ့ကောင်းမြတ်ခြင်းကောင်းမွန်စွာဖြင့်နိုးထနိုင်တော့ခုကိုပြင်ဆင်ပေးတဲ့နေစနေတဲ့ဝတ်ပြုနိုင်တော့ခုပြင်ဆင်ပေးတဲ့သူနောမဘတ်တော်ကိုဖတ်နိုင်တော့ခုပြင်ဆင်ပေးတဲ့ခါမှဂျေဇူးတော်ကိုမချီးမွမ်းမဲနဲ့ဖျားပေးထားတဲ့ကောင်းချီးမိန်လာမှာပဲရစ်မိုးနေတော့သူများဖြစ်လို့ရှိရင်ဤတေလလူတွေကဲ့သို့ပဲဖျားရှာပါတော့မယ်ငါသားသမီးတို့ငါထောင်ပြန်လာကြပါငါထောင်တို့ပြန်လာကြပါတေတို့တော်တော်လန်းဟာမာနေတယ် ဖရားကိုဝတ်ပြုရင်းနဲ့ဖရားရဲ့နှလုံးသားနဲ့ဝေးกว่าနေတော့ဖရားရဲ့တာသမီတွေမဖြစ်ကြဘူးလဲကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ယေရမိပရောဖက်ကြီးပြောတယ်အိုးဤဒီလာလူတို့ဘာဖြစ်လို့ဖရားရဲ့မှုတော်ဆောင်လို့ဘာဖြစ်လို့ဖရားပေးတဲ့ကောင်းချီးမင်္ဂလာမှာယေမှုပြီးမှပေးတော့အရှင်ကိုမေ့နေကြတာလဲ ်ပြန်လာကြတော့ငါတို့ကဒီစည်းစိမ်ကိုပေးတော့အရှင်ကိုပြန်ပြီးခါမှဒုက္ွယ်ကြရအောင်ဆိုပြီးမှယေရမိပရောဖက်ကဣတေလလူတွေကိုပြန်လို့ဆောက်တယ်လို့ဒီကနေ့မှဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေဒေဗလမိသားစုတွေကျွန်တော်ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ် ေးဖို့အရှင်ကိုလည်းကျွန်တော်ကဆွေးလန်းတော်သူများဖြစ်ရအောင်။ဖခင်ပေးထားတဲ့စီးစိမ်ဥစ္စာတွေကိုရင်မှုတော်သူများမဖြစ်ရအောင်ပဲ။လောကမှာနေအသက်ရှင်တဲ့အခါမှာစီးစိမ်ဥစ္စာဆိုတာလိုပါပဲ။ဒါပေမဲ့ကျွန်တော်ကောင်းကင်နိုင်ငံထာဝရကိုပြန်သွားတဲ့အခါမှာဒီအရာတွေကထားခဲ့ရမယ့်အရာတွေမှာရင်မှုတော်ဖခင်ရဲ့ဒါသမီးတွေမဖြစ်ပဲနဲ့ကျွန်တော်ရဲ့အသက်တာမှာအစင်အမြဲနဲ့ဖခင်ကိုပဲရင်မှုတော်ပေးတော်အရှင်ကိုပဲရင်မှုတော်သူများဖြစ်ကြရအောင်လို့ဒီနေ့မှာကျွန်တော်ခေါ်အားပေးချင်ပါတယ်။ နာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။